င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်မင်းအောင်လိုင်းကတိုင်းမှုတွေပါဝင်စစ်ရာရှိကြီး30နီးပါးကို ရာဒူးနဲ့နေရပြောင်းလဲတွေပြုလုပ်နေပါတယ်စလင်းကြီးဝမ်ပေါင်းကုမ္ပဏီကိုစစ်တပ်ကအက်ဆစ်ကားတွေပို့ဆောင်ပြီးကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့နာမခဌာနချုပ်မှအင်အားဖြည့်တင်းနေတဲ့သတင်းပါဝင် နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတိုင်းမှုတွေပါဝင်စစ်ရာရှိကြီး30နီးပါးကိုရှာတူးတဲ့နေရာပြောင်းလဲတွေပြုလုပ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးစင်ရော်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ရှမ်းပြည်နယ်မှာတရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းတွေကိုလုက္ကင်ပါဝင်ပတ်သက်မှုနဲ့အရှေ့ပိုင်းတိုက်စစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စော်ဦးကိုရှာတူးကနေဖယ်ရှားဖမ်းဆီးလိုက်ပြီးအရှေ့ပိုင်းတိုက်စစ်ဌာနချုပ်တိုင်းမှုအသေးအဖြစ် ပိုမူးကျုံကျော်နိုင်ဦးကိုခန့်အပ်လိုက်ခါသူကတော့အရင်ကမကွေးခြေဆိုင်တမ88ရဲ့တမူးဖြစ်ခဲ့ပါတယ်။စစ်တပ်ကတို့ကြောင်းကြီးပိုမူးကျုံစိုးမြတ်ထုတ်ကိုတော့အရှိလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူးဖြစ်ရာထူးတို့ပြောင်းရွှေ့လိုက်ပြီး ကရင်ပြည်နယ်ကော့ဂရိတ်အခြေဆိုင်အမတ်စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်မူဘိုမူကြီးသူရပြားလေးကိုတော့စစ်တပ်ကတို့ကြောင်းအကြီးအဖြစ်ရာထူးတို့ပြောင်းရွှေ့ခံလိုက်တယ်လို့သိရပါတယ်။အဲ့ဒီအပြင်တမ71အင်းတိုင်ကဒုတိယတမမူဘိုမူကြီးမြင့်ဟင်းကိုတော့တမ88မကူရဲ့တမမူအဖြစ်ပြောင်းရွှေ့လိုက်ပြီးမော်လိုက်အခြေဆိုင်အမတ်စစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့ဌာနချုပ်မူဘိုမူကျောင်းအောင်ထေးကိုတော့တမတော်မှရှိတဲ့တမတော်နေပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်ပြောင်းရွှေ့လိုက်ပါတယ်။ ဒါအပြင်ကောတောက်စစ်ပြူအားခြေချစပါခါစစ်ပြူအားမူဘုံမူကြီးဟန်လင်းကိုတော့မော်လိုက်ခြေစားအမှတ်30စစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့ဌာနချုပ်မူအဖြစ်ပြောင်းရွှေ့လိုက်တယ်လို့တမ66အင်းမရဲ့တမမူဘုံမူကျော်ကျော်ဆိုးလင်းကိုတော့တမတော်သူနာပြုနဲ့စေဘက်ပညာတက္ကသိုလ်ကျောင်းအကြီးအဖြစ်ပြောင်းရွှေ့လိုက်ပါတယ်။ အဲ့ဒီအပြင်အမတ်ဆက်ကိုစစ်စင်ရေကူခဲမှုဌာနချုပ်ရဲ့ဒုတိယဌာနချုပ်မူဗိုလ်မှူးချုပ်ကောင်းစုံမြင့်ကိုတော့တမ66တမမူအဖြစ်ပြောင်းရွှေ့တဲ့အပြင်အမတ်20စစ်စင်ရေကူခဲမှုဌာနချုပ်ခမောက်ကြီးရဲ့ဌာနချုပ်မူဗိုလ်မှူးချုပ်ဇေယာလင်းကိုတော့ဘာထုတမတော်ကြီးတိုက်ခတ်ရေးတင်တန်းကျောင်းရဲ့အကြောင်းကြီးအဖြစ်စေယာဒုခန့်ချုပ်ယုံကဗိုလ်မှူးချုပ်ရဲကောင်ကိုတော့အမတ်20စစ်စင်ရေးကိုကဲမှုဌာနချုပ်ခမောက်ကြီးရဲ့ဌာနချုပ်မူအဖြစ်ပြောင်းရွှေ့လိုက်ပါတယ်။ အမတ်73စစ်စင်ရေးကိုကဲမှုဌာနချုပ်ကစကခမှုဘုံမှုချုပ်မေတီဟာကိုတော့ဘာဓုသမတော်ဘိုတင်တဲ့ကြောင့်ရဲ့ကြောင်းကြီးဖြစ်ပြောင်းပြီးတမ89ခုပကိုးရဲ့ဒုတိယတမမှုဘုံမှုကြီးရဲဝင်းအောင်ကိုတော့အမတ်73စစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့စကခမှုအဖြစ်အသီးသီးပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်စစ်တွေခြေစားဒေသကိုကဲမှုစစ်ဌာနချုပ်ကဒါကစမှုဘုံမှုချုပ်နေမျိုးအောင်ကိုတမတော်အုပ်ချုပ်မှုကြောင့်ပြည်ဦးလွင်ရဲ့ကြောင်းကြီးဖြစ်ပြောင်းရွှေ့လိုက်ပြီး စေဦးစည်းတက္ကသိုလ်ကအကြောင်းကြီးပုံမှုချုပ်စောထိုက်လက်ကိုတော့စစ်တွေခြေစားဒေတာကိုကဲမှုစစ်ဌာနချုပ်ရဲ့ဒါကစာမှုအဖြစ်ပြောင်းရွှေ့တဲ့ပြင်အမတ်ဆက်ကိုစစ်စင်ရေးကိုကဲမှုဌာနချုပ်ကစာကခမှုပုံမှုချုပ်ကြောစွာလင်းကိုတော့မှော်ပြီးပိုတင်တဲ့အကြောင်းကြီးအဖြစ်ပြောင်းရွှေ့လိုက်ပါတယ်။ ။တည်ရပြင်တမ55ကဒုတိယတမမှုဘိုးမူကြီးမျိုးမြင့်ဦးကိုတော့အမတ်ဆက်ခွန်စစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့စကားခါမှုအဖြစ်ပြောင်းရွှေ့လိုက်ပြီးနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နီးပြချုပ်မှုဘိုးမူကျုပ်ကျော်စင်ဝေးကိုတော့တမ44ကြိုက်ထူရဲ့တမမှုအဖြစ်ပြောင်းလဲလိုက်တယ်လို့သိရပါဗျ။စေဦးစည်းတက္ကသိုလ်ကဘုံမှုချုပ်ကျော်ထင်းငိမ့်ကိုတော့အမတ်သုံးတမမိုးကောင်းရဲ့တမမှုအဖြစ် စစ်ဦးစီးတက္ကသိုလ်ပုံမှုကြီးနေမျိုးကိုတော့အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မော်လမြန်ရဲ့ဒုတိယတိုင်းမှုဖြစ်ပြောင်းလဲလိုက်ပြီးမိုင်းတုံခြေဆိုင်စစ်ဗျူဟာခြေချဗျူဟာမှုပုံမှုချုပ်ကြောထင်းကိုအရှေ့မြောက်တိုင်းစစ်ဌာနချုပ်လာရှိုးရဲ့တိုင်းစစ်ဦးစီးချုပ်ဖြစ်ပြောင်းလဲလိုက်ပါတယ်။ ပေါ်လက်ခဲခြေစားစစ်ပြူအားခြေချစကန်းကပြူအားမူဗိုလ်မှူးချုပ်အောင်စော်လွင်ကိုတော့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းစစ်ဦးစီးချုပ်အဖြစ်ပြောင်းလဲလိုက်တဲ့အပြင်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှဗိုလ်မှူးချုပ်အောင်ကိုသွင်းကိုလည်းနေရာတွေအသီးသီးပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။ CDM ဗိုလ်ကြီးစင်ရောပြောတာကတော့အင်ဒိုတန်အမတ်နေရာမှာလည်းအသစ်ခံတာတွေ့ရပြီးစစ်ကြောင်းကအပုပ်အသိုးတွေနေပြန်ထုတ်လန်းတယ်လို့ပဲဆိုရမယ်လို့ပြောပါတယ်။ဒါအပြင်သူနာပြုတ်ကြောင်းစိုးညွန့်ကိုပါဖယ်လိုက်ပြီးဆိုတော့ စတတာ35တွေစပြီးအပြင်ထုတ်နေပြီလို့လဲဆိုလို့ရပြီးအမြင့်ထွက်နေတဲ့စကားခါချောင်းမူတိုင်းမှုမပါသေးတာကိုလဲတွေ့ရတာဆိုတော့အပြီးမဟုတ်သေးဘူးလို့ဆက်ပြောပါရယ်မင်းအောင်လိုင်းကစစ်တပ်နဲ့ကြံ့ဖို့ပါတီကိုထိန်းချုပ်ထားပြီးစစ်တပ်ကစစ်အရာရှိတွေကိုလဲယာရုတာဝန်တွေကနေအနာပိကကြံ့ဖို့ကိုစီလိုပြီးလွတ်တော်ကိုယ်စားလှယ်လောင်းနေအဖြစ်ရွေးကောက်ပွဲဝင်ခိုင်းထားတယ်လို့ကြံ့ဖို့ပါတီသတင်းရင်းမြစ်တွေစီကနေသိရပါရယ်ရှင် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုကကျူးလွန်နေတဲ့ပြည်တွင်းပြည်ပနိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါပတ်သက်နေမှုကိုအာဆီယံကအဆုံးသတ်ပြီးစစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုညှင်းပယ်ဖို့အတွက် Justice for Myanmar GFN ကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်မြန်မာစစ်အုပ်စုကကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါပတ်သက်နေမှုကိုအဆုံးသတ်ဖို့နဲ့မှားယွင်းတဲ့နိုင်ငံရေးတရားဝင်မှုဖန်တီးဖို့အတွက်ကိုတရားမဝင်ရွေးကောက်ပွဲတရက်ကျင်းပနိုင်ဖို့စစ်အုပ်စုရဲ့ကြိုးပမ်းနေမှုကိုလည်း စန့်ကျင်ဖို့အတွက် GFN ကကွာလာလမ်ပူမြို့တော်မှာမလေးရှားနိုင်ငံကလက်ခံကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာတောင်းဆိုလိုက်တာပါ။ အာဆီယံကဘုံသဘောထား၅ရက်ကိုပြဋ္ဌာန်းခဲ့ပေမဲ့လေးနှစ်ကျော်ကြာလာတဲ့အထိမြန်မာဆေးအုပ်စုရဲ့အရက်သားပြည်သူတွေအပေါ်အကြံဖတ်စစ်စင်ရင်းနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေကိုအချိန်မြင့်လှုပ်ဆောင်ခဲ့တဲ့အပေါ်မတားဆီးနိုင်ခဲ့တဲ့အပြင်အဲ့လိုလှုပ်ဆောင်နိုင်အောင်အာဆီယံနဲ့သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ဒေတာတွေစီးပွားရေးလုပ်ငန်းတွေရဲ့အကြံအပါပတ်သက်မှုတွေကအားပေးကူညီခဲ့တယ်လို့ GFN ကထောက်ပြထားပါတယ်။ဆေးအုပ်စုဟာသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ပြင်ဆင်နေပြီး နိုင်ငံတော်ကအရက်ဖက်စစ်ဖက်မခွဲကြတဲ့အစဉ်ချင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်လာကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေမတိမ်မှုနဲ့လိမ်ပိုင်းဆိုင်ရာကြံဖက်မှုတွေနှင်းပန်းနှိပ်စက်မှုတွေလူနေကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိစနစ်တကျဖျက်ဆီးမှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ GFN ကဆိုပါတယ်။စေအုပ်စုကြောင့်ထိခိုက်ခံစားရသူတွေထဲမှာကလေးငယ်တွေပါဝင်မှုကလည်းမြင့်တက်လာတဲ့ပြင်လူပေါင်း2000ကျော်ဟာတရားဥပဒေမဲ့ထိန်းသိမ်းခံထားရတယ်လို့ GFN ကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်အာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံအနေနဲ့ဆေးအုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲကိုညှင်းဆန်ဖို့နဲ့ဆေးအုပ်စုနဲ့သူတို့ရဲ့ကိုယ်စားလှယ်တွေကိုအာဆီယံနဲ့လက်အောက်ခံအဖွဲ့အစည်းတွေကနေတာမြင်ပိတ်ပင်ဖို့ကို GFN ကတိုက်တွန်းနေတာပါဒါအပြင် Federal Democracy ငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်မြန်မာပြည်သူတွေနဲ့အတူယက်တီတာတွေကသာသူတို့ရဲ့ကြံရပါပတ်သက်နေမှုကိုအဆုံးသတ်နိုင်မဲ့အခွင့်အရေးရှိတယ်ဆိုတာနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဆေးအုပ်စုရဲ့ဘဏ္ဍာငွေလက်နက် စက်ပစ္စည်းနီးပညာနဲ့လေရင်စီလမ်းကြောင်းတွေကိုချက်ချင်းဖြတ်တောက်ဖို့ကိုလည်း GFM ကတောင်းဆိုခဲ့ပါတယ်။ GFM ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ပြောတာကတော့ဆေအိုစုရဲ့အမိခံရွေးကောက်ပွဲကဒီမိုကရေစီကိုမခေါဆောင်ပဲသူတို့ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုတရားဝင်အဖြစ်ပြောင်းဖို့ဒီဇိုင်းဆွဲထားတဲ့လှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ပြောပါရယ်ဒါအပြင်အာဆီယံကောင်းဆောင်တွေကလည်းဆေအိုစုကကျင်းပမယ်လွတ်လပ်မြတ်ယုံကြည်ထိုက်သောရွေးကောက်ပွဲဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုသိမြင်သင့်ပြီး အတူရောင်ရွေးကောက်ပွဲကိုပြတ်သားစွာညင်းပယ်ရမှာဖြစ်ကရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုမစေလို့တဲ့ပဲစေအုပ်စုကိုတရားဝင်အဖြစ်မတတ်မတ်သင့်ဘူးလို့သုံးသပ်ပြောပါရရှင်။စကိုင်းတိုင်းဘက်ကတရင်ကိုကြည်အောင်ပါ။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီကိုအကြံဖတ်စစ်တပ်ကအစစ်ကားတွေပို့ဆောင်နေပြီးကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့နာမခါဌာနချုပ်မှာအင်အားဖြည့်တင်းနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ ပြီးခဲ့တဲ့အော်တိုဗလာ၁၈ရက်နေ့ကနေစတင်ပြီးဆလင်းကြီးမြို့နယ်ဝါပေါင်ကုမ္ပဏီတွေကိုအကြမ်းဖက်စစ်တပ်ကအဆစ်ကားတွေပို့ဆောင်နိုင်ဖို့အနီးနားမှာရှိတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်းနေပေမဲ့လည်းစစ်တပ်စစ်ကြောင်းမှာအင်အားအနည်းငယ်သာပါဝင်လာကြောင်းစစ်တဲရွာမှာတက်ဆွဲထားပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထပ်မံလာရောက်မဲ့အင်အားကိုစောင့်ဆိုင်းနေတာလို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကလက်ရှိအချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ စစ်ကားစီး20ကျော်ပါဝင်အစစ်ကားတွေပါရောက်ရှိနေပြီးစစ်မှုထမ်းသသားတဲ့အများပြားကိုခေါ်ဆောင်ကအင်အားဖြည့်တင်ထားပါတယ်။ဒါအပြင်တလစီမံကိန်းနဲ့စစ်ကြောင်းထိုးမယ်ဆိုပြီးသတင်းတွေကြားထားတယ်လို့ဒေသပြည်သူတို့ကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ23ရက်နေ့ညပိုင်းကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လန်ရေးတပ်တွေကတရခုံမမရှော့တိုက်တုံးတွေနဲ့နေရာပေါင်းစုံကနေပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင်း အဲ့ဒီကုမ္ပဏီဝင်တွေပောက်ကွဲမှုတွေဖြစ်ပေါ်လာပြီးမီးလောင်ကျွမ်းခဲ့တာကြောင့်ဝမ်ပေါင်ကုမ္ပဏီဝင်တွေအရေးပေါ်အော်အော်ဆွဲတံတွေတညလုံးထွက်ပေါ်ခဲ့ကမီးသက်ကားတွေစစ်ကားနဲ့ရဲကားတွေနဲ့ရုံရင်ဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။လက်ရှိချိန်မှာဝမ်ပေါင်ကုမ္ပဏီအနီးကကြေးရွာ၁၁ရွာကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာစစ်ရေးတင်းမာနေတာကြောင့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကိုဆက်ကြည့်ရအောင်ပါ။ စကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြံဖက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့ဘုံ56လုံးကျဲချတိုက်ခိုက်သွားတယ်လို့ဝက်လက် information နဲ့ network ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကအော်တိုဘောလာ24ရက်နေ့နေ့လယ်2:53မိနစ်ခန့်ကအကြံဖက်စစ်တပ်ရဲ့တဒဦးလေတပ်ကနေတက်လာတဲ့ဝိုင်းတွဲလေရင်တစည်းအားဝက်လက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုဘုံ56လုံးကျဲချတိုက်ခိုက်သွားတာကြောင့်ပြည်သူတွေထိခိုက်မှုအခြေအနေကိုတော့အတိမပြုနိုင်သေးပေမဲ့ ကျေးရွာနေပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲဒီလိုပဲမနေ့ကအော်တိုဗလာ24ရက်နေ့ညနေပိုင်းမှာလည်းရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ကောပောင်ရွာဖုံးကြောင်ကိုလည်းအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဖုံးကြီးတပါပြန်လုံတော်မူခဲ့တယ်လို့ TNL ထုတ်ပြန်ကြတဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ ဒါအပြင်အော်တိုဘောလာ22ရက်နေ့ကလည်းထိချိုင်မြို့နယ်တောမရွာနီးကိုတဒအူးလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်ရအောင်ပါ။မန္တလေးတိုင်းမြင်းကျန်မြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံ58လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတော်တော်များများထိခိုက်သိမ်းဆုံးကြတယ်လို့မြင်းကြံခရိုင်အမှတ်1တရင်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့မှာမြင်းကြံမျိုးပေါ်ကနေအင်အား300ခန်းနဲ့ညောင်ပင်ရွာဘက်ကိုထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကရွာကြီးရွာကနေစတင်ပြီးစစ်ကြောင်းသွားရလမ်းတစ်လျှောက်ကိုအော်တိုဘာလ21ရက်နေ့အထိဘုံသီး58လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖက်စစ်သားတော်တော်များများထိခိုက်သိမ်းဆုံးကြပြီး အရေးအတွက်အတိအကျကိုတော့အတိမပြုတ်နိုင်သေးပေမဲ့ဒဏ်ရာရတဲ့စစ်သားတွေကိုမြေကြံစေယုံကိုတည်သွားတာတော့တော်တော်များတယ်လို့မြေကြံခရိုင်အမတ်တတရင်ရဲ့တာဝန်ရှိသူတူကပြောပါရယ်လက်ရှိချိန်မှာတော့အကြံဖက်စစ်တပ်စစ်ကြောင်းဟာရှော်ပြူကြေးရွာကိုရောက်ရှိနေတယ်လို့သိရပါရယ် အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၁တရင်မြင်းကြံခရိုင်အမှတ်၈တရင်နထိုးကြီးမြို့နယ်ဘာကာဖာနယ်ရေစကြိုတပ်ပေါင်းစုဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့အော်တိုဗလာ၂၂ရက်နေ့ည၉နာရီခွဲမှာစကိုင်းတိုင်းရေဦးမြို့မြောက်ပိုင်းကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အကြဖတ်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်တာတော့မရှိသေးပေမယ့်တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးဖွဲ့ရေဦးမြို့နယ်ကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုပဲအော်တိုဘလ23ရက်နေ့မနက်9:38မိနစ်ခန့်မှာမွန်ပြည်နယ်ပြည်လင်းမြို့နယ်တပင်းဒီပြားရီတာကျောင်းအနောက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုခွန်ရှိ395တပ်ခွဲလေးတပင်းညိုတပ်ဖွဲ့က ဒရုန်းနဲ့ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သတင်းမျိုး PDF ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးပဲတော်လန်ရဲဘော်တွေကတော့ထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်။ တနင်္သာရီတိုင်းပတ်မှာတော့တနင်္သာရီတိုင်းပလောမြို့နယ်အမှတ်လေးရက်ကအုတ်ချုပ်ရည်မှုစိုးဝင်တဲ့စစ်သားတအူးတို့ပြစ်ခတ်ခံရကသေဆုံးပြီးတဲ့နောက်စစ်တပ်ကသင်္ကန်းတော်ရွာကိုဝင်ရောက်စီးနှင်ပြီးမီးရှို့နေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ23ရက်နေ့မနက်ပိုင်းမှာအမှတ်လေးရက်ကအုတ်ချုပ်ရည်မှုစိုးဝင်တဲ့စစ်သားတအူးကိုအမည်မသိသမတ်သမားတွေကအာမကရှစ်အကြောင်းအင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဦးလုံးသေဆုံးခဲ့ပါရယ်။ အဲ့လိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မိနစ်ပိုင်းအကြာမှာတော့အကြမ်းဖက်စစ်သားတွေရောက်လာပြီးအုပ်ချုပ်ရေးမှုစိုးဝင်တဲ့စစ်သားတို့ရဲ့အလောင်းတွေကိုလာရောက်ကောက်ယူသွားတဲ့ပြင်အာမကရှေ့ကျောင်းဤတဝက်ကိုလည်းစစ်သားတွေကပိတ်ဆို့စစ်ဆေးတာတွေကိုလှုပ်ဆောင်သွားခဲ့တယ်လို့ဒေသပြည်သူတို့ကပြောပါရယ်အဲ့ဒီအပြင်မနေ့ကအော်တိုဘာလ24ရက်နေ့နေ့တဲ့3နာရီခွဲမှာလဲအကြဖတ်စစ်တပ်ကပလောမြို့နယ်တင်ငန်းတော်ရွာကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်နေအိမ်ဘလောက်မီးလောင်ပြာကျသွားတယ်ဆိုတာကိုတော့အတည်ပြုနိုင်တာမရှိသေးပဲ အကြံဖတ်စစ်သားတွေကလက်ရှိချိန်ထိကြေးရွာအတွင်းမှာရှိနေသေးတယ်လို့ဒေသပြည်သူတို့ကပြောပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြည်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်မရှင်ရဲ့လူမဆန်စွာလေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူ24ရောက်သေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အရခမင်းသမီးမီဒီယာနဲ့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။ဖက်စစ်အကြမ်းဖက်စစ်ကောင်မရှင်ကရေကြည်မြို့နယ်စပင်းရွာကိုအော်တိုဘောလာ23ရက်နေ့မနက်ပိုင်းမှာ ဂျက်ဖိုက်တာနှစီးနဲ့ပေါင်900ပုံနှလုံးနဲ့ပေါင်150ပုံနှလုံးဂျက်ဖိုက်တာတစီးနဲ့ပေါင်150ပုံနှလုံးစုစုပေါင်းဘုံ9လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲမဖြစ်ပွားပဲဂျက်ဖိုက်တာ3စီးနဲ့လာရောက်ပုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ24ယောက်သေဆုံးခဲ့ရပြီးအရက်သား20ခန်းတန်ရာရရှိကလူနေ18လုံးပျက်စီးခဲ့လို့သိရပါဗျာ။ တေဆုံးတရာရသူတွေထဲမှာခလင်းငယ်တွေနဲ့တက်ကြီးရွယ်အိုတွေပါဝင်တယ်လို့တေဆုံးသူတွေကအမျိုးသားအယောက်20နဲ့အမျိုးသမီး၄ယောက်ဖြစ်ပြီးတရာရသူအယောက်20ကတော့အမျိုးသား18ယောက်နဲ့အမျိုးသမီး3ယောက်ပါဝင်တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။